အီရန်ရဲ့အငင်းပွားဖွယ်နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့ကမ္ဘာအင်အားကြီးနိုင်ငံတွေအနေနဲ့အလင်းမြန်သဘောတူညီမှုမရယူနိုင်ဘူးဆိုရင်စည်ရေးထိတိုက်တွေ့မဲ့အခြေအနေဟာရှောင်လွဲလို့မရနီးပါးဖြစ်လာနိုင်တယ်လို့ပြည်သင်းနိုင်ငံသားဤဝန်ကြီးကဧပြီလ2ရက်နေ့မှာတတိပေးလိုက်ပါတယ်။အီရန်အခြေအနေနဲ့ပတ်သက်ပြီးအဓိကဝန်ကြီးတွေ၊ကျွမ်းကျင်သူတွေနဲ့သမ္မတမက်ကရွန်တို့တကားပိတ်ဆွေးနွေးခဲ့ပြီးတဲ့နောက်ပြည်သင်းနိုင်ငံသားဤဝန်ကြီးယန်နိုအေဗာရော့ကတီဟီရန်ပေါ်ဖိအားပိုပေးစီလိုတဲ့ပုံစံနဲ့ပြောဆိုခဲ့တာဖြစ်ပါတယ်။ အီရန်နျူကလ িয়ার စီမံကိန်းဆိုင်ရာ2015သဘောတူညီမှုနဲ့ဆက်ဆက်တဲ့ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုတွေဟာ2025အောက်တိုဘာလမှာသက်သန်းကုန်တော့မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မတိုင်မီနွေရာသီမှာအီရန်ရဲ့ယူရေနီယံတန်းစင်မှုတွေကိုတားဆီးနိုင်ရေဥရောပနိုင်ငံကြီးတွေကတန်တမန်ရေးလမ်းကြောင်းတစ်ခုရှာဖွေနေပါတယ်။ အီရန်ရဲ့နျူကလ িয়ার စီမံကိန်းဟာလက်နက်ထုတ်လုပ်ရေးအတွက်ဖြစ်တယ်လို့အနောက်အင်အားကြီးနိုင်ငံတွေကတန်တရားရှိတာကြားနေပြီးဖြစ်ပေမဲ့တီဟီရန်ကငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့အကြိမ်ကြိမ်ပြောဆိုထားပါတယ်။အခွင့်အလမ်းပဒင်းပေါက်ကကျင်းမြောင်းပါတယ်။2015သဘောတူညီမှုတပ်တန်းမကုန်ခင်ကျွန်တော်တို့မှလာအနေငယ်ပဲအချိန်ရပါတယ်။ပြက်ကွက်ခဲ့မယ်ဆိုရင်စည်ရေးထိုက်တိုက်တွေ့မှုမှာလွဲဆောင်လို့မရတော့ဘူးလို့ဘာရောကလွတ်တော်ကြားနာမှုအတွင်ပြောကြားခဲ့ပါတယ်။ အီရန်ရဲ့နျူကလ িয়ার သဘောတူညီမှုတရက်အလင်းမြန်မရယူနိုင်မှုဆိုရင်တီဟီရန်ရဲ့နျူကလ িয়ার စာအုပ်တွေကိုအမေရိကန်နဲ့အစ္စရေးကတိုက်ခိုက်နိုင်တယ်ဆိုပြီးဥရောပမှာစိုးရိမ်မှုတွေမြင့်တက်နေတာပါအရှေ့အလယ်ပိုင်းမှာစစ်အင်အားတိုးမြင့်ချထားကြောင်းပင်ဒဂွန်ကကြေညာထားပြီးအီရန်သို့မဟုတ်အီရန်ရဲ့ကိုယ်စားလှယ်တပ်ဖွဲ့တွေကအဲ့ဒီဒေသမှာရှိနေတဲ့အမေရိကန်အကျိုးစီးပွားတွေကိုတိုက်ခိုက်လာရင်လက်တုံးပြန်တိုက်ခိုက်သွားမယ်လို့ချိန်ချောက်ထားပါတယ်။